ကီးမြောင်းနေကိုအမေရိကန်နောက်တောင်ပိုင်းနဲ့မက္ကဆီကိုမြောက်ပိုင်းတစ်လျှောက်လုံးမှာတွေ့ရပါတယ်။သူတို့ဟာတကယ်တော့နာမည်ကြီးပါတယ်။ပိုကီမွန်နဲ့ကဆယ်လက်စတီကိုတင်သိရင်ဒါအိမ်မြောင်းလေးကနေအတူယူထားတာပါ။သူတို့ရဲ့မေးလိုက်ရှင်းကြောင်းပြောရရင်ဘိုနိုဘိုတွေတဲ့တောင်စိတ်ဝင်စားကြကောင်းပါတယ်။မေးလိုက်ကိုအချိန်တန်တဲ့အခါအိမ်မြောင်းလေးကအဖို့ဝှချပါတယ်။ဖော်တွေအများကြီးရှိရာကြောင့်ခြာရတာမခတ်ပါဘူး။အော်တွေ့တာနဲ့သူ့အဖော်ရဲ့ကြောဘော်ကိုရှက်ချင်းတက်စီးလိုက်ပါလေ။ပြီးတော့အဖော်ဘက်မိခန္ဓာကိုယ်ကို ရေးပတ်လိုက်ပါလေ။ပြီးရင်ဝမ်ဖိုက်နေရာကိုကိုက်လိုက်ပါလေ သူရဲ့နောက်ရှိတော့တွေနဲ့အဖော်ရဲ့ခန္ဓာကိုချုပ်ပြီးဒီလုပ်ငန်းစဉ်ကိုလုပ်ပါတယ်အခုသူကစင်ပြီးသူ့အဖော်ကသူ့အဖော်ပြန်တက်စီပါတယ်ဂျပန်ဝမ်ဘိုက်ကိုပြန်ကြိုက်ပါတယ်ခန္ဓာကိုယ်နဲ့အမီးရဲ့ရစ်ပတ်ပြီးလုပ်ငန်းစဉ်ကိုလုပ်ပါတယ်နှစ်ကောင်နဲ့ပူတဲ့အိမ်မြောင်တွေဒီလိုတွေ့ကပ်နေတာတင်မြင်ဘူးမှာပါဘာကဘာကိုဆိုလိုတာလဲသူတို့ဘာလုပ်နေကြတာလဲ မကအဖိုးဘော်ကိုဘာလို့တက်စီနေတာလဲတကယ်တော့ဒီအိမ်ညောင်တွေကိုရွေးချယ်မွေးမြူခြင်းမျိုးဆက်ခြင်းတွေနဲ့ဖန်တီးထားတာပါတရားကနေဒီဟာကိုဘလို့ဖန်တီးလိုက်တာလဲလို့မေးစရာရှိပါတယ်တိမဲမြင်ညာရှင်တွေကအဖိုးမလိုပဲမျိုးဘွားနိုင်တဲ့ဒီလိုတရားတွေကို ဖန်တီးခဲ့တာပါဟုတ်ပါတယ်သူတို့အားလုံးကအမတွေပါသူတို့ကမျိုးအောင်ခြင်းမရှိပဲမွေးဖွားပြီးမွေးကင်းစတွေကလည်းအမတွေပါနှစ်ကောင်လုံးကအမတွေဆိုဘာလို့ဒီလိုလုပ်နေကြတာလဲဒီလိုလုပ်ရင်သူတို့ဘာအကျိုးရလဲ ဒီလိုလောက်တာဥတွေ့ရင်လုပ်ငန်းစဉ်ကိုပုံမမြန်စေတယ်လို့သိပ္ပံမြင်ရရှင်ကြီးကဆိုပါတယ်။ဒါကြောင့်ပဲသူတို့ကလိန်လူရှိသူအိမ်မြောင်းဆိုတဲ့ဘွဲကိုရရှိခဲ့ကြတာပါ။ရုပ်သက်တွေကိုဆက်လက်ထိန်းသိမ်းမှုအတွက်အဖိုးတွေမလိုအပ်ပါဘူး။ပြီးတော့ကျွန်တော်လောင်းရေးပါတယ်။ကိလက်တဝါတွေကမျိုးသမီးဝါဒီလူအဖွဲ့စည်းရဲ့အနှစ်သက်ဆုံးတတဝါတွေပါ။မျိုးသမီးဝါဒီတွေကတော့အိမ်မြောင်းတွေကိုရှစ်လားမရှိဘူးလားဆိုတာတော့ကျွန်တော်မသိပါဘူး။ကျွန်တော်ကတော့အားလုံးကိုရှစ်ပါတယ်။ကျွန်တော်ကတော့ follow ခဲ့ပါအောင်။